မိုင်းတိုင်ဆန်ကပြိုင်ဘက်ရဲ့နှရွက်ကိုအသားတုံးတစ်လုံးလိုသူ့ရဲ့သွားနဲ့နှမြုပ်အောင်ကိုက်လိုက်ကဆုတ်ဖြဲပြစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပြိုင်ဘက်ကသွေးထွက်တန်ယူဖြစ်သွားပြီးနာကျင်စွာအော်ဟစ်ခဲ့ပါတယ်။ဒါပေမဲ့ဆရာဝန်ကပွဲအတွင်းမှာသူနောက်တစ်ချိန်ထပ်မလုပ်မချင်းခွင့်ပြုပေးခဲ့ပါတယ်။ဒီလိုနဲ့ပွဲပြန်စတဲ့အခါဒီတစ်ချိန်မှာလည်းမိုင်းတိုင်ဆန်ကပြိုင်ဘက်ရဲ့မကိုက်ရသေးတဲ့တခြားနှရွက်ကိုထပ်ပြီးကိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဒိုင်လူကြီးကအကိုက်ခံရတာကိုမြင်ပြီးပြိုင်ပွဲကိုရပ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူကပြိုင်ပွဲကနေပိတ်ပင်ခံလိုက်ရပြီးဒေါ်လာ၃သန်းတန်ငွေပေးဆောင်ခဲ့ရကလက်ဝတ်ပွဲတွေမှာပါဝင်ခွင့်ကိုလည်း၁၅လခန့်ရပ်ဆိုင်းခံခဲ့ရပါတယ်။ဂျပန်စစ်သားတွေကသူတို့ ရဲ့တင်ကားနောက်ွယ်မှာရှုဝက်ခေါင်းလောင်းတစ်လုံးကိုတက်ဆင်ထားခဲ့ကြပါတယ်အကြောင်းကားတော့တိုက်ခိုက်နေတဲ့အချိန်မှာတင်ကားဖွဲ့သားတွေကကိုယ်တဲ့တွင်ရဲကနေပဲမြင်နိုင်တာကြောင့်ပတ်ဝန်းကျင်ကိုတတိမထားမိပဲတိုက်မိတာမျိုးတွေချစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတင်ကားမောင်းသူတွေက သူတို့ရဲ့စစ်သားတွေအနောက်မှာရှိတာကိုမသိလိုက်ပဲနောက်ပြန်လဲကထိခိုက်တာမျိုးတွေဖြစ်ခဲ့ပါတယ်။အဲဒါကြောင့်နောက်ွယ်ကရှိုးဝက်ခေါင်းလောင်းကိုတီးခတ်လိုက်တာနဲ့တင်ကားဖွဲ့သားတွေကအပြင်ဘက်မှာသူတို့လူရှိနေတယ်ဆိုတာကိုသတိပြုမိသွားပြီးနောက်ပြန်မဆုတ်စေဖို့အတွက်တားဆီးခဲ့တာပဲဖြစ်ပါတယ်။1900ခုနှစ်ခုနှစ်မှာဂျိုးဆပ်စတာလင်ကဓမြတိုက်မှုတစ်ခုအတွင်းလက်ပစ်ဘုံကိုလူအုပ်ကြားထဲပစ်ချခဲ့ပါတယ်။အဲ့ဒီတုန်းကဂျိုးဆပ်စတာလင်ဟာဆိုဗီယက်ယူနီယံရဲ့အာဏာရှင်ဖြစ်မလာသေးသလိုဒေါ်လာရေးဖွဲ့အတွက်ငွေရရှိဖို့ဓမြတိုက်မှုတွေပြုလုပ်နေသူတယောက်သာဖြစ်ခဲ့ပါတယ်။ဒီနေ့မှာသူတို့အဖွဲ့ကဒေါ်လာ၅တန်းတန်တဲ့ငွေတွေတယ်လာတဲ့ရထားကိုတိုက်ခိုက်ခဲ့ကြပြီးရဲတွေကိုကြောက်လန့် ွားအောင်လက်ပြပုံးနဲ့တင်းနဲ့တွေကိုသုံးပြီးပြစ်ခတ်ခဲ့ကလူအယောက်၄၀လောက်တေဆုံးသွားခဲ့ပေမဲ့သူ့ရဲ့လောက်ရအပေါ်မှာပြီးမြောက်အောင်မြင်နိုင်မယ်ဆိုတဲ့စိတ်ကူးယဉ်မှုကပုံမုံမြင့်တက်လာခဲ့